အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာကကံကြမ္မာဖတ်ကြားပေးမှာကတော့ယနေ့ဟာတင်းငနွေနေ့ဖြစ်တဲ့အတွက်တင်းငနွေသားသမီးအားလုံးအတွက်တပတ်စာ တားတော်ဗီဒီယိုဟောစရံကိုဟောကြားပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးတော့ပါ တနင်္ဂနွေသာသမီအားလုံးအတွက်တပတ်စာ တားတော့ဗေဒင်ဟောဇရန်ဖြစ်ပါတယ်။ယနေ့ဟာ6ရက်နေ့ဖြစ်တဲ့အတွက်6ရက်10ရက်17ရက်12ရက်13ရက်14ရက်15ရက်17လပိုင်း15ရက်နေ့ထိအောင် အကျုံးဝင်ပါတယ်နော်။တနင်္ဂနွေသာသမီမိတ်ဆွေတွေဒီရက်ပိုင်းတွင်မှာ သူတော်ဘာကိစ္စတွေကို းဂျားဝင်ပြီးတော့ဖြည့်ရှင်းပေးရတဲ့နော်အာမခံထားတဲ့ကိစ္စတွေကနေပြီးတော့မှ အမှုခွင်းဖြစ်တာတွေပြဿနာကြီးကျယ်ဖြစ်တာတွေငွေကြေးတွေစိုက်ထုတ်ရောပေးရတာတွေကြုံလာရတတ်ပါတယ်နော်စီးပွားရေးလုပ်ငန်းကိန်းကန်းတွေမှာလည်းအနှောက်အယှက်ပြဿနာတွေများစွာပေါ်ပေါက်လာတတ်ပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေစီးပွားရေးလုပ်ငန်းတွေကြာဆင်းပြီးတော့မှဆုံးရှုံးနေလာမှုတွေများစွာ ကြုံလာရတတ်တယ်နော်ဝန်ထမ်းဖြစ်တယ်ဆိုရင်လည်းတင်ကလုပ်ငန်းကိန်းကမ်းမှာတိုက်ခံပြန်ဆိုင်ရန်သူတွေပေါ်ပေါက်လာတတ်တယ်တင်ကိုဝိုင်းပြီးတော့မှထိုးချလိုက်မယ်နော် အောက်ဆုံးထီအောင် ရောက်သွားလိုက်မယ်နော်တင်ရဲ့ဘဝမှာအနိုင်ပါဆုံးအချိန်ထီအောင်ရောက်ရှိသွားတတ်ပါတယ်အဲ့ဒါလေးတွေအထူးကယူဆိုင်ပြီးတော့စင်ကျင်စေချင်ပါတယ်မိတ်ဆွေကောင်တို့ချို့နဲ့တွေ့ရတဲ့အထူးသဖြင့်နာမည်မှာ အင်္ဂါနံကြာသာပရိနံပါတဲ့မိတ်ဆွေကောင်းတဲ့စုံစည်းရတတ်ပါလေနော်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကံကောင်းပါတယ်တင်ဘဝအတွက်အာကိုအာထားပြုရမယ်အိမ်တော်ဘက်နဲ့စုံစည်းရတတ်တယ်အိမ်တော်ဘက်ထံကနေပြီးတော့မှလက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်အိမ်တော်ဘက်ရဲ့မိဘတွေဇမျိုးသားချင်းတွေထံကနေပြီးတော့အကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိပါလိမ့်မယ်နော်တာရေးသမီးရေးနဲ့ပတ်သက်ပြီးတော့ ကံကောင်းပါတယ်သားသမီးတွေကတင်ရဲ့ပြောစကားဆိုစကားနားထောင်ပြီးတော့လိမ္မာရေးကြရှိမယ်သားသမီးတွေကြောင့်နာမည်ကုန်သတင်းတွေတိုးတက်ပါလိမ့်မယ်နော်ဒီအချိန်မှာရန်သူတွေများစွာ ပေါ်ပေါက်လာနေပါတယ်အဲဒါကြောင့်တင်အနေနဲ့ဒီအချိန်မှာဘာပဲလှုပ်လှုပ်အဆင်မပြေမှုတွေနဲ့ကြုံရလိမ့်မယ်အတူတပြည့်ငွေကြေးဆုံးရှုံးနေတာမှုတွေကြုံရတဲ့၊ငွေလူတိုင်းခံရတာတွေကြုံရတဲ့၊အကျွေးတင်တာတွေကြုံရမယ်။ကိုပေးเสียရှိတဲ့အကျွေးတွေလည်း တော်တော်နဲ့ပြန်မဆက်နိုင်တာတွေပါတွေကြုံရတတ်ပါတယ်နော်လူငယ်တွေခြေရင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရေးစားတွေနဲ့ခွဲခွာရတာတွေကြုံရတတ်ပါတယ်နော်ချစ်သူ မရှိသေးတဲ့သူတွေကတော့ချစ်သူမရနိုင်သေးဘူးအပျော်ကြီးလူပျော်ကြီးတွေလည်းမစွန်နိုင်သေးပါဘူးနော်ချစ်သူကြောင့်ချစ်သူကပေးတဲ့လွမ်းဆွေးမှု ဝေဒနာဒဏ်ချက်ကိုအလူလဲခံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်ကျမအင်းနဲ့ပတ်သက်ပြီးတော့လည်းအညံ့လေးတွေရှိနေပါတယ်နော် ဥမာပေါ့အကြောတက်တာတို့သွားကြိုက်တာနော်ပြီးတော့အဆုတ်နဲ့ပတ်သက်တဲ့ယောဂါတွေခံစားတတ်ပါတယ်ကြဒီကာလမှာစီးပွားရေးလုပ်ငန်းကိန်းကန်းတွေတိုးမတိုးချက်တင်သေးဘူးပုံမှန်နေထားလေးပဲလှုပ်တင်ပါတယ်ကိုယ့်ရဲ့အတူနေမိသားစုဝင်တွေနဲ့ဆွေမျိုးသားချင်းတွေနဲ့လည်းနားလည်မှုလွဲတာတွေပဋိပက္ခတွေစင်မပြေမှုတွေကြုံရတတ်တယ်မိဘတွေနဲ့နားလည်မှုလွဲပြီးတော့အိမ်ခွဲနေနေရတာတွေလည်းကြုံရတတ်ပါတယ်နော် လူငယ်ရေပညာရေးနဲ့ပတ်သက်ပြီးတော့ဆံမိုးပဲကြားမယ်အင်တာဗျူးကြားတတ်ပါတယ်ပြည်တွင်းပြည်ပခီးစီစဉ်ထားတဲ့သူတွေလည်းအထင်ငော့တွေအနောက်ရှက်လေးတွေကြုံရတတ်ပါတယ်နော်ဒီရပိုင်းတွင်းမှာအကန့်ကောင်းစီတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ6ကဏ္ဍဖြစ်ပါတယ်6ကဏ္ဍ6ကဏ္ဍပါတဲ့ကဏ္ဍတွေကိုကန်ဆန်းပေးပါနော်ဒီရပိုင်းတွင်းမှာကြုံတွေ့ရမယ်အဆိုးတွေကနေကြော်လွှမ်းနေပြီးတော့ကံကောင်းခြင်းတွေရရှိပိုင်ဆိုင်စေဖို့အတွက် မနေ့9နာရီတိတိမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားအုံစွန်ဆက်ကပ်ပြီးတော့လူတန်းပေးပါနော်အုံစွန်ဆိုတာအုံထမင်းပါပဲနော်အုံထမင်းချက်ကပ်ပြီးတော့ဘုရားရှင်ကိုတော်မြတ်ကြီးအားလူတန်းပေးပါမနေ့9နာရီတို့မှာပေါ့နော်မိမိအိမ်မှာရှိတဲ့ပကံအကွဲတွေဟောလာပစ္စည်းအစုပ်တွေအကုန်လုံးကိုစွန့်ပြစ်ပြီးတော့မှ9ဒဏ်နဲ့ခံဆိုပြီးတော့ပြောပေးပါနော် ဆင်းရဲပေါင်းကနေလုကင်းတော်ပါလိမ့်မယ်အခုဆရာဟောကြားပေးခဲ့တဲ့တားတော့ဘီရင်ဟောစရံဟာမိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိတ်ဆွေတို့ရဲ့နီးစပ်ရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့နေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်ဆရာကတော့ဆရာကြီးမင်းတိန်ခါကြီးတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဗီရင်မေးခြင်းနဲ့ လက္ခဏာမေးခြင်းနဲ့တာရောဘေဒင်ဧကန်တဘေဒင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုဓာတ်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်ဘေဒင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းခြင်းနာခြံရောင်းခြင်းနာမြေရောင်းခြင်းနာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးဓာတ်ရိုက်ဒက်စင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ကွာပြီးတော့ခြေရဲမှာတစ္ဆာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ ပြီးတော့ကျမ်းမာရေးသေးတဲ့ညံ့နေတဲ့လူနာတွေအောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာပါတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်ကစားရှုံများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင် ပုံနကနမင်းကြီးရဲ့အစီရင်လေးဆောင်ရွက်ပေးပါတယ်ပြီးတော့အင်္ဂါထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ ပျောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လည်ရရှိလာစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ယာရုတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့လိင်တူချစ်သူများအစဉ်ပြေစေဖို့ မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုံနောင်ဖန်းစည်းခံရတဲ့မိတ်ဆွေများလည်းအချုံနောင်ဖန်းစည်းကနေလွတ်မြောက်စေရန်ဒူးရေရရာအစီအမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးပြီးတော့အိမ်ဆောင်ရမယ်နေ့အလူမင်္ဂလာရက်ကျင်းပရမယ်နေ့မင်္ဂလာဆောင်ရမယ်နေ့ကလေးမီးဖွားခွဲစိတ်ရမည်အချိန်ကောင်းခါကောင်းစတည်တို့ကို အခါပေးတွက်ချက်ပေးပါတယ်နော်ဆရာရဲ့ဖုန်းနံပါတ်က39956888858ပြီးတော့39968 34256ဖြစ်ပါတယ်နော်အဲ့ဒီ39956888858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော် ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါဆရာရဲ့ဘေးရင်ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုန်းကြီးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘေးရင် ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်နော်မလာခင်မှာဆရာကို ဖုန်းကြိုဆက်ပေးပါခொနရသားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေ